တန်တောင်ဧရိယာအတွင်းကမြို့လေကောင်မှာတရှိတဲ့2024ခုနှစ်မှာအာကတိရှန်ဒီဇိုင်းဆူရတာတဲ့ Supply Icon Santon Lesri Kono နဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒီ Kono ကတော့အခန်းပေါင်း920နဲ့အထက်ပေါင်း56တိရှိတဲ့ Icon နဲ့ဒီဇိုင်း Lesri Kono ပဲဖြစ်ပါတယ် Facility အပိုင်းနေနေကတော့ရွှေအောင်ဒီဇိုင်းဖွဲ့စည်ထားတဲ့ Go Walking Space Meeting Room Sky Lounge Sky Lounge ကတော့သူကနှစ်ထပ်ပေါင်းမှာပဲဖြစ်ပါတယ် ခစ်ရွန်ဖလာရီရွန်ဂရုဆိုင်ကလင်ဖစ်နက်စင်တာနဲ့ဟိုက်ဒိုသရပီချွေးထုတ်ခန်းတို့ပေါ်လာမှာပဲဖြစ်ပါတယ် UV theater ရုံးခန်းမှဖြစ်ပါတယ်ဒီမှာဆိုသူကတင်ရဲ့ကြီးနဲ့အဖွဲလိုက်လာရောက်ပြီးတော့ movie ကြည့်ပြီးအပန်းဖြေလို့ရနေတာတခုပဲဖြစ်ပါတယ်ကျွန်တော်ခုပြပြမှာတော့134 square meter 3 bedroom ကိုမှနှစ်ထပ်ပါတဲ့အခန်းလေးပဲဖြစ်ပါတယ်။ဒီခန်းဖွဲ့စည်းပုံကိုကျွန်တော်ထင်မှသိစေလိုက်ပါရစေ။ သူကဝင်လာချင်းညဘက်ချမ်းမှာဆိုကစ်ချင်ရှိမယ်ဒါကတော့ living room area ဖြစ်ပါတယ်ဒီနေရာကတော့ music room ဖြစ်ပါတယ်အခန်းဖွင့်စီပုံတွေကတော်တော်လေးကိုကျေပြီးတော့လပါပြဒါကတော့ storage room ဖြစ်ပါတယ်အခုရောက်ရှိနေတာကတော့ living room area ပဲဖြစ်ပါတယ် living room ကတော်တော်လေးကိုကျေပါတယ်ဗျသူရဲ့ကဲရမှာဆိုရင် balcony တစ်ခုရှိပါတယ် ဘက်ကွန်နီကတော့မှန်အပြစ်ကာထားတဲ့ဘက်ကွန်နီလေးပဲဖြစ်ပါတယ်အပေါ်ထပ်သွားပြီးကြည့်အောင်အပေါ်ထပ်မှာဆိုသူကအိတ်ခမ်းနှခမ်းဖွဲ့ပြီးထားပါတယ်ဗျဒါတော့ဒုတိယအိတ်ခမ်းပဲဖြစ်ပါတယ် closet နဲ့တွဲပါတယ်ဒုတိယအိတ်ခမ်းပဲဖြစ်ပါတယ်ဒါတော့တတိယမြောက်အိတ်ခမ်းပဲဖြစ်ပါတယ်အခန်းဖွဲ့စီပုံကတော်တော်လေးကိုကျေပါတယ်ဗျဒီကဲမှာအိမ်တိုင်းရွှေခန်းရှိပါတယ်ကျွန်တော်ခုပြပြီးမှာတော့ဒီဘက်လုံးခမ်းပဲဖြစ်ပါတယ် ဒီခန်းကိုဝင်လာခြင်းညာဘက်ခြမ်းမှာဆို Spray Kitchen လေးတစ်ခုဖွင့်စီပေးတာပါဗျ။ရန်ကိုလာတဲ့ Spray Kitchen မှာဖြစ်ပါတယ်။ဒါကတော့ပထမအိတ်ခန်းမှာဖြစ်ပါတယ်။တွေ့ခဲ့မှာဆိုအင်တာဂျူဂန်ခန်းရှိပါရဲ့ဗျ။ဒါကတော့ Living Room Area ပဲဖြစ်ပါတယ်။တွေ့ခဲ့မှာဆိုမှန်ပြေကာထားတဲ့ Balcony တစ်ခုရှိပါတယ်ဗျ။သွားပြီးတော့ဒုတိယအိတ်ခန်းကိုသွားကြည့်ရအောင်။ ဒါရောတိုင်းရင်းတို့ area ဖြစ်ပိုင်းဒီကဲမှာအင်တိုင်းချီကတခန်းရှိမယ်ဒါတော့ဒုတိယအိတ်ခံမှာဖြစ်ပါတယ်ဒီအိတ်တောက်ကဲမှာဆိုရင်တော့တတိယအိတ်ခံရှိပါတယ်ဗျမှာတော့50လီစကွေမီတာဝမ်ဘက်ရုံခံမဲ့ဖြစ်ပါတယ်။ဒီခန့်ကိုဝင်လာခြင်းမှာ cover push brand ကိုတုံးထားတဲ့ kitchen ရှိမယ်။ဒါကတော့ dining room area ဖြစ်မယ်။ဒါကတော့ living room area balcony နဲ့တွဲပါတဲ့ living room area ပဲဖြစ်ပါတယ်။ဒါကတော့ master bedroom ပဲဖြစ်ပါတယ်။ မာစတာဘက်ရုံကတော့ closet နဲ့အင်တာချူကန်နဲ့တွဲပါတယ်ကျေဝန်းနဲ့မာစတာဘက်ရုံပဲဖြစ်ပါတယ်အဲ့တော့ဒီလိုစိတ်ဝင်စားလို့ဖြစ်လူကိုယ်တိုင်လည်းကြည့်ရှုနေလို့ဖြစ်အောက်မှာပြလာတဲ့ဖွဲပါနဲ့ပုံလို့ပါဆက်တယ်ပြီးဆက်နေပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်